ကယ်ဒမီရတာတလားကျော်ပဲရှိသေးပေမယ့်အမှုပညာရေးကိုတိန်းတထောင်ထိတုံ့ပြန်လိုက်တဲ့အေဂျင့်မောင်အားလုံးမင်္ဂလာပါဆယ်ရီတိုင်းနျူပေးကနေကြိုဆိုလိုက်ပါရစ်အေဂျင့်မောင်ကမြန်မာမင်းသားတွေထဲမှာလူကြိုက်များဆုံးမင်းသားတွေတွေကတယောက်ပါဝင်ဖြစ်ပြီးအေးစေးတည်ငြိမ်တဲ့နေထိုင်ကြောင်းလူကြိုက်များပါရစ် ။ Over ID တွေလုတ်တက်တာလို့သူ့ကိုသယုံမဆောင်ဘူးလို့ပြောတဲ့သူတွေရှိပေမဲ့အေးချက်မောင်ကအကယ်ဒမီစုကြီးကိုတော့ရရှိသွားခဲ့ပါရီ။အေးချက်မောင်ဟာအကယ်ဒမီရှာပြီးနောက်မှာအနုပညာကြီးကိုပပလီတွင်းမြင်ပြီးတော့ယူလိုက်တဲ့အကြောင်းကိုအင်တာဗျူးတစ်ခုမှာပြောခဲ့ပူပါရီ။ကယ်ဒမီရပြီးနောက်မှာအကယ်ဒမီကြီးကိုတွင်းမြင်ပြီးတော့ယူတာကထုံးစံဖြစ်တာကြောင့်ဒီကိစ္စကတော့မထူဆန်းခဲ့ပါဘူး။ဒါပေမဲ့အေးချက်မောင်ရဲ့အနုပညာကြီးကတိတ်တထောင်ဖြစ်သွားပြီးဖြစ်တဲ့အကြောင်းကတော့ပရိသတ်တွေကိုအံ့အားသင့်သွားစေခဲ့ပါရီ။ ေဂျင်မှာအကယ်ဒမီရတာတလားကျော်ပဲရှိသေးပေမယ့်သူ့ရဲ့နုပညာကြီးကိုရှာကနန်းကနေသိန်းတထောင်ထိတိုးမြင့်ပြီးတော့ယူလိုက်တဲ့အကြောင်းကိုဒေါက်တာပြည်ဟင်းတီဟာကပြောလာခဲ့ပါတယ်။ ဒေါက်တာပြေးတရားကမြန်မာနိုင်ငံမှာနေစဉ်တုန်းကစကားများစွာကိုရိုက်ကူးခဲ့တဲ့ဒေါက်တာတယောက်ဖြစ်တာကြောင့်အနုပညာလောကရဲ့ကအကြောင်းညာတွေကိုတီးပီးသားဖြစ်တယ်လို့မင်းသားရဲ့နုပညာအခြေကိုလည်းတီးပီးသားဖြစ်ပါရည်။အေချမ်းမောင်ကအနုပညာအခြေကိုတင်းတထောင်ယူတယ်လို့တရင်ကြားပြီးတဲ့နောက်မှာပြည်ဟင်းတရားကအံ့ဩသွားခဲ့ပါရည်။အေဂျမ်မောင်ကကယ်ဗီမင်းသားဖြစ်သွားတာကြောင့်အနုပညာအခြေကိုတိုးယူတာမထူးဆန်းဘူးလို့အချို့တွေကပြောကြပါရည်။ ိုင်မင်းပြင်းတရားကတော့နောက်ွယ်ကအကြောင်းအရာတွေကိုတိထားသူတယောက်ဖြစ်ပြီးမင်းသားတွေဘာကြောင့်ဥပညာကြီးတိုးသွားရလဲဆိုတာကိုပြောပြလိုက်ပါတယ်။လွန်ခဲ့တဲ့နှစ်နှစ်ခန့်ကစတင်ပြီးတော့ မြင့်မြင့်ရဲ့ကားတွေဟာလာစဉ်ရုတ်တင်ခွင့်ရပြီးမြင့်မြက်ကနှုပညာရှင်မြင့်နေမင်းသားတယောက်ဖြစ်လာပါရည်။မြင့်မြက်ကအကယ်ဒမီချပီးသားဖြစ်တာကြောင့်ထုတ်လုပ်ရေးတွေကနှုပညာရှင်တွေကိုတင်ထောင်ချီပြီးတော့တိုးပစ်လိုက်တာပါ။ဒါတွေမကသေးပဲမြင့်မြင့်ရဲ့စကားတွေဟာရုတ်တင်ခွင့်လွယ်ကူလို့ထုတ်လုပ်ရေးတွေကနှုပညာရှင်ကိုမြှင့်ပေးလိုက်ကြပါရည်။မြင့်မြက်နာမည်ကြီးပြီးနောက်အေးချမ်းမောင်ကလည်းအလားလာကောင်းတဲ့သူဖြစ်တဲ့အတွက်အေးချမ်းမောင်ကိုအကယ်ဒမီပေးလိုက်တာဖြစ်တယ်လို့ဒေါက်တာပြင်းဟင်းတရားကပြောပါရည်။ ။အေဂျင်မောင်ကအကယ်ဒမီလေးရှာသွားပြီးဖြစ်တာကြောင့်သူ့ကိုနုပညာကြီးတိုးပေးလိုက်ပြီးဇက်ကားတွေရှုံတင်ခွင့်ကိုလည်းသူ့ကိုထုတ်လုပ်ပေးမယ်ပရိုဂျူဆာကပဲရှာသွားပါရီ။အေဂျင်မောင်ကိုချားထုတ်လုပ်ရေးကဇက်ကားရိုက်မယ်ဆိုရင်တောင်အနုပညာကြီးကိုတင်ထောင်ကြည့်ပေးရမှာပါ။ရှုံတင်ခွင့်ကိုလည်းအေဂျင်မောင်နဲ့စာချုပ်ချုပ်ထားတဲ့ထုတ်လုပ်ရေးကရှာတာကြောင့်အခြားမင်းသားတွေကဘလောက်ပဲကြိုးစားနေပါစေရုပ်တင်ခွင့်လေးရှာမှာမဟုတ်တော့လို့ကယ်ဒမီဆိုတာကလည်းဝေးနေမှာဖြစ်တယ်လို့ဒေါက်တာပြင်းဟင်းဒီကကရုပ်ရှင်လောကရဲ့ရှုပ်ထွေးပုံကိုရှင်းပြလိုက်ပါရီ။အေဂျင်မောင်ကတော့နုပညာကြီးကိုပါပါလီတက်တယ်ဆိုပြီး ပေမဲ့လည်းလက်တွေ့မှာတော့အမှုပညာကြီးကသိန်းတထောင်အထိဖြစ်နေပါသေးတယ်။ထို့လို့သူကလေအေဂျင့်မောင်ရဲ့ဇက်ကားတွေရုပ်တိကွေးရှောက်အောင်လှုပ်ထတာဖြစ်တယ်လို့အေဂျင့်မောင်ဘက်ကလည်းအမှုပညာကြီးကိုမျှရသွားပါတော့တယ်။နေတူဟာဒီနေ့မှာကယ်ရီမီစုကိုထည့်ရတဲ့အတွက်ကယ်ရီမီလေးစုရှင်ဖြစ်သွားပါပြီ။နေတူဟာအရှင်ကလေးကအမှုပညာကိုဦးစားပေးသူဖြစ်တာကြောင့်ဇက်ကားတွေလာကန်လန်တိုင်းလေးလက်မခံတယ်လို့ဈေးကွက်ကိုလည်းခေါင်းထဲမှာသိမ့်မထည့်ဘူးလို့ဆိုပါတယ်။ပြည်သက်တွေအားပေးနေတာကြောင့်အလုပ်လုပ်နေရတာဖြစ်ပြီးနှောင်းနှစ်ဖက်အဆင်ပြေတဲ့ဈေးနဲ့ပဲလှုပ်လှုပ်ပါတယ်လို့ပြောထားပါတယ်။ကယ်ရီမီစုကိုရတာမကြသေးပေမဲ့အမှုပညာကြီးကို သိန်းတစ်ထောင်ရှူတယ်ဆိုတဲ့အေးချမ်းမာပေါ်မှာပြည်သက်ကြီးရဲ့မြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့မှလေးစိတ်ဝင်စားစရာကောင်းတဲ့စိတ်လေးသတင်းတွေပြန်လာခဲ့ပါအောင်ရှင်။